စကိုင်းပဟုပြုငလင်လောက်ခတ်တဲ့ဖြစ်စဉ်နဲ့တပြိုင်တည်းရန်ကုန်အပါအဝင်နိုင်ငံတော်ဝန်မှဖုန်းလိုင်းပြတ်တောက်မှုနဲ့မီးပြတ်တာတွေပါအချိန်ကြာမြင့်စွာဖြစ်ပေါ်နေတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ရန်ကုန်မြို့မှာငလင်စတင်လောက်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့လယ်ပိုင်းကစလို့မိုဘိုင်းဖုန်းလိုင်းပြတ်တောက်မှုတွေရှိကြတာဖြစ်ပါတယ်။ည10နာရီကျော်တဲ့အချိန်ထိဆက်သွယ်ရေးအဆင်မပြေမှုတွေရှိကြတာပါ။ငလင်လောက်ချိန်မှာဖုန်းပြောနေရင်လိုင်းပြတ်သွားပြီးအဲ့ဒီတောင်ပိုင်းဖုန်းတွေထပ်ဆက်တော့လေအဆင်မပြေဘူးလို့ရန်ကုန်မြို့ကန်ပြည်သူတယောက်ကပြောပါရယ် ငလေလောက်ပြီးချင်းကစပြီးဖုန်းလိုင်းတွေကခေါ်မရတာအချိန်ကြာကြီးပြောမရတာအတန်ရှင်းလင်းမှုမရှိတာမျိုးတွေကိုကြုံရရတယ်လို့ကိုရိုင်းကြုံတွေ့ရသူတွေကပြောပါတယ် ဒါအပြင်ငလင်လောက်ခတ်ခတ်ခြင်းကစလို့အလှည့်ကျပေးနေတဲ့လက်စင်မီတွေပြတ်တောက်သွားသလိုမြို့နယ်တော်တော်များများမှာလည်းည10နာရီကျော်တဲ့အထိလက်စင်မီတွေပြတ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။အင်အားပြင်းတဲ့ငလင်ကြီးတွေလောက်ခတ်ပြီးငလင်တွေဆက်လက်လောက်ခတ်နိုင်တာကြောင့်သတိပြုကြဖို့မြန်မာနိုင်ငံမြေငလင်ကော်မတီအတွင်းမှတာဝန်ထမ်းဆောင်ခဲ့ဘူးသူအမျိုးသားညီညွတ်အစိုးရလက်စင်နဲ့အစွမ်းဝင်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးစိုးသူရာထွန်းက DPP ကိုပြောထားပါတယ်။ အဲ့ဒီငလင်လောက်ခတ်မှုကြောင့်ပြည်သူအယောက်150နီးပါးတိုက်ဆုံမှုရှိခဲ့တယ်လို့စစ်ကောင်စီဘက်ကကန်နအူးအတည်ပြုထားပါတယ်ခင်ဗျာ။